ဲ့ဘာပဲအကင်းလေးကြောက်လို့အကင်းလေးကြောက်ငါဘာလို့ပြောတာလဲဒီမှာဘာပဲပြောဘာမှမပြောဘူးတော်တယ်ပါဘာလို့ဘယ်ကျင်းပေါ်တော့တော်တယ်ဟုတ်ကဲ့တော်ပြီးတော့အတင်းပါလားမသိဘူးဟုတ်မလားခြားရနေ။ဒီတင်ပြီးမှလာပြန်ပြီးရော။အောက်ဆုံးရောက်နေဖုန်း။အောက်ဆုံးရောက်နေရှားပါတော့။အဲ့ဒါမှမဟုတ်ဆိုငါအဲ့ဒါကိုငါတက်တက်ကမြို့တယ်။ lại mình nấu mình nấu để nhưng mà nó mà tiền không cái này mình nấu ra để để không bỏ ra con làm nó mày mày cái gì nữa Thank you. ဆောင်းရင်းရလာပြီကချင်းနေတယ်မင်းအမေကလေးတော်တော်လေးပြီးနေတယ်နော်ပြီးနေတယ်မင်းမင်းလေးထပ်ပြလိုက်တော့ပြီးနေတယ်တင်မင်းအဲ့ဒါဟုတ်တယ်ခင်ဗျာပြီးနေထပ်ပြဟုတ်ကဲ့ဒါမှမဟုတ်အဲ့ဒါဟိုအောက်ဆုံးရောက်သွားပြီဒီတော့ပဲရှာတက်လာတယ်ချိန်လိုက်ကိန်းတော်နေပြောလိုက်ပြီးနေဒီအဒီတိုင်းမနေလောက်ခံဘူးဒီနေမဲ့လောက်ခံဘူးပြောလိုက်ပြောချင်ရှိရပါဘူးအခုအောင်ဆုံးရောက်တိုင်းငါဘလို့ပြန်ပြီးတော့အဲ့ဒါဆွေရဲတိုင်းငါပြန်တင်ပြီးရတယ်

ူတို့ကိုသူတို့ကိုကျမကဘယ်လိုပြောထားလဲဆိုတော့သူ့ကို သမီးကျောင်းကျောင်းပိတ်တဲ့အချိန်မှာလဲသူတို့နဲ့ကပြဿနာတက်တယ်ပြဿနာတက်တာကျမသမီးကအပြင်ထွက်သွားလို့သူတို့ကိုမြင်လို့စောင်းလို့မြောင်းလို့ပြဿနာတက်တာမဟုတ်ဘူးနော်တစ်တော့ဆော့တာဗျာတစ်တော့ဆော့တာတစ်တော့ပေါ်ကဆော့တဲ့တစ်ခုကသူတို့ကိုတငယ်ချင်းပေါင်းနေတဲ့ဘက်သက်တဲ့ဟာတင်းလို့တဲ့အဲပြဿနာရှာခံရတယ် ်သိလားအဲ့ဒါကကျမလည်းဖုံးကင်ထားတဲ့အခါမှာကျမကအဲ့ဒါကိုမြင်ပြီးတော့ငါသမီးကိုဗလိုင်းလာစော်ကားနေပါလားဆိုပြီးတော့ကျမကအဲသူတို့ရုံသွတ်တိုင်ထားတာရှိတယ်နော်အဲ့ဒါကြောင့်မို့လို့ကျမကကြောင်းပြန်ဖွင့်တဲ့အခါမှာသမီးသူတို့နဲ့အတန်းချင်းရှင်းအောင်မထိုင်ဖို့ရန်ရှောင်ခိုင်းတာနော်အရှင်းအောင်မထိုင်ဖို့ဝဝေးထိုင်ဖို့သူတို့ကိုမျက်နှာပေးပြီးမထိုင်ဖို့သူတို့ရှိတဲ့ဘက်ကိုမလှဲ့ဖို့မတိကြအောင်ဆောင်ဖို့သူတို့ဘာပြောပြောမကြားကြအောင်ဆောင်ဖို့ကျမအမျိုးဆုံးကျမသမီးကိုမှားလိုက်တယ်နော်အဲပြီးတော့တူရှင် ူရှင်ကလည်းအเจ้าကြီးပြန်ဖွင့်တဲ့ခါကျတော့တူရှင်ကမလုပ်လဲဆိုတော့ဆရာမကတလားလောက်တွေကကြိုးဖွင့်တယ်ဒါပေမဲ့သူတို့မတက်ဘူး။အောက်ကျမသမီးကအဲ့နဲ့ကျမသမီးက၂ရက်လောက်တက်လဲတက်ပြီးတော့တစ်ရက်လား၂ရက်လားမသိတက်လဲတက်ပြီးတော့မှတယောက်ရောက်လာတယ်တဲ့ပထမဦးတော့ငြိမ့်ငြိမ့်ပဲနေတယ်တဲ့နောက်၂ရောက်ရောက်လာတယ်၂ရက်၃ရက်နေတော့နောက်၃ရောက်ရောက်လာတယ်အခု၄၅ရောက်လည်းပြည့်လည်းပြည့်ပေါ့အကရပွဲပဲတဲ့အားကြောင့်မို့ကျမကတူရှင်မပြောင်းမှုအတွက်ကိုကျမဆုံးဖြတ်ထားတယ်ပြောလဲပြောထားတယ်နော် လူရှင်ကိုလည်းပြောင်းမလို့တာဒါတေးသေးလေးကိစ္စမဟုတ်ဘူးနော်ကျမကတေးသေးလေးကိစ္စကိုအကျယ်ကြီးချဲ့တယ်လို့ပြောတယ်ကျမသားသမီးနောင်တစ်ချိန်မှာနစ်နာလာလိမ့်မယ်ကျမသမီးကဒါကြောင့်မို့ကျမကအဲဒီလိုမျိုးကန့်ကွက်ရတာပေါ့နော်ပြောရတာပေါ့နော်အဲကိုသားသမီးကိုကိုတတ်နိုင်တဲ့လောက်ရှောင်တယ်သူရှင်မှာသူတို့ရှိတဲ့အရက်မှာမတက်ဖို့တော့ကျမပြောင်းမှုလုပ်တယ်ဘာဖြစ်လို့လဲဆိုတော့သူရှင်ဆရာမတော့မဟုတ်ဘူးနော်ဆရာမတယောက်ရှိတယ်ဒါလည်းကျမအမှန်တိုင်းနဲ့ပြောတယ် အဲ့ဆရာမဆိုလို့ရှိရင်ဂျမသမီးလေးကဂျမကိုပြန်ပြန်ပြောတော့ပြင်ဒနာကြီးဂျမသိရတယ်လေသိရတဲ့အခါကျတော့ဆရာမရေဒီလိုဒီလိုပဲရှိတယ်ခလေးကိုဒီလိုလိုပဲလုပ်တယ်သူအဲ့ဆရာမကျမသမီးကိုပြောတယ်တဲ့နေရရတဲ့ဘာဖြစ်လို့တဲ့ကိုတငယ်ချင်းချင်းစကားများတာကိုမိဘကိုဘာလို့ပြန်သွားပြောရတာလဲပေါ့ကျမသမီးကိုစုတယ်တဲ့အဲ့လိုပုံစံမျိုးနဲ့ပြောတယ်ပေါ့လေကိုဖြစ်တဲ့ကိစ္စကိုကိုယ့်ဘက်ကိုရှင်းမယ်နဲ့ဘာလို့မိဘနဲ့ရှင်းရတာလဲမိဘကိုမပြောဘဲနဲ့အခုနလိုင်းပေါ်မှာအခုအများမြင်နေရပါပြီနော်အဲ့ဒီဗီဒီယိုလိုမျိုး အဲ့ဒီအခုကျွန်မတည်းတင်ပြမယ်အဲ့ဒီဗီဒီယိုအဲ့ဗီဒီယိုလိုမျိုးကျွန်မသမီးကိုတနေအောင်ခေါ်ပြီးရိုက်တဲ့အခါကျလို့ရှိရင်ဒီမိဘဘာမှမသိပဲနဲ့ဘလို့သွားပြင်ရှင်းမလဲကျွန်မသမီးကိုတော့ကျွန်မအကုန်ပြောပြတယ်နော်ဒါကြောင့်မို့ကျွန်မဒီဆရာမနဲ့လည်းကျွန်မစိတ်မချဘူးဒီစကားပြောတဲ့ဆရာမနိလာအဲအများတန်းလူလူသူတို့ဆရာမဆရာမနဲ့ဖြစ်နေတဲ့လူကိုတစ်မျိုးဆရာမဆရာမဖြစ်မနေတဲ့လူကိုတစ်မျိုးဖြစ်တဲ့အတွက်ဒီဆရာမကလည်းဒီလိုပြောတဲ့အတွက် နီလာကျမလည်းဆရာမကိုတွေ့ပြီးပြောတယ်ကျမသမီးမှာမိမအေးတယောက်တည်းရှိတယ်သူ့မှာရင်ခွင်းဖို့လဲကျမပဲတငယ်ချင်းလဲကျမပဲမိဘလဲကျမပဲအဲ့တော့သူ့အကုန်ရင်ခွင်းရေကျမမားတယ်မှန်တယ်ဆုံးဖြတ်ပေးရမယ်ကျမသမီးကိုတော့ကျမအကုန်ပြောခိုင်းရတယ်ဘာဖြစ်ဖြစ်လို့နီလာဒါကြောင့်မို့လို့ကျမတို့ဘက်ကရန်ရှောင်းလဲရှင်တို့ဘက်ကလည်းရှင်တို့သားသမီးကိုရှင်ဆုံးမ